ထူတော်ပြူရွာမကွယ်ချင်းရနေဆောင်လေးမေအပေါင်းတင်နေရီခတ်လာတဲ့ထုံဆန့်မကုကုရဲ့ဒီလိုမင်္ဂလာပါမင်္ဂလာပါအမချူပြုံးဆိုတာအမလားညီမလားဒါလေးပြပြောပြပါပါချူပြုံးကအမတော့အမပေါ့နော်သူကတော့မင်းသမီးဆိုတော့အဲသူ့ကိုယ်သူလေးလည်းနှုတ်ဖန့်အောင်အများအားနေတာကြော့နေအောင်နေတာအဲ့ခါကျတော့သူကအငဲလိုဖြစ်နေတာစိတ်ကလေးကလည်းအငဲလိုပဲ ်ပလတ်စတစ်ကောက်တတ်တယ်နော်ညီမတွေ၅ယောက်ရှိတယ်ဒါပေမဲ့ तू ကတော့မိန်းမမိန်းမတွေမှာအကြီးဆုံးပေါ့ဟုတ်လားအကြီးဆုံး तू ပြောပြရင် तू ပြီးရင်အဒီအဒီရှင်ပြုံးအဒီရှင်ပြုံးပြီးတော့ညီမလေး၃ယောက်ညီမလေးမကြီးကြီးတင့်ငငိမ့်တင့်ကြီးကြီးတင့်ဆန်းဆန်းတင့်ညီမလေး၅ယောက်ရှိသေးတယ်။ညီမ၅ယောက်ပေါ့မိန်းကလေး၅ယောက်နော်။ तू ကတော့အမှန်တော့အကြီးအကြီးလား။ तू ကတော့ရုပ်ရှင်ရောဂီတရောရောက်ပြီးတော့ကျွန်မတို့ကျတော့ဂီတဘက်မှာပဲနေခဲ့တာဘယ်လိုဖြစ်လို့လဲ။ အန်တီကငကိုတဲ့ကလည်းရုပ်ရှင်ကိုဝါသနာပါအခုတော့မှလေအသက်နည်းနည်းကြီးလာလို့အခုဒါအင်တာဗျူးလာဦးလက်ခံတာအရင်တော့ဆိုအင်တာဗျူးတော့မဆိုထွက်ပြေးနေတာဘာလို့ဆိုတော့ဟိုဓာတ်ပုံရိုက်ရမှာကိုရှက်တယ်ရှက်တယ်လေမနေတတ်ဘူးပေါ့နော်အဲအန်တီချိုးကကျတော့နေတတ်တော့မင်းသမီးဖြစ်လာတာဒါပေမဲ့ကျွန်တော်မြင်တာတော်တော်များများကအာမေချိုးပွဲတွေအာမေချိုးဆိုရင်အမလိုက်ဖြစ်တယ်အာတူတူလဲဆိုဖြစ်တယ်ဒါမျိုးတွေတော့တွေ့ဘူးတယ်လေအဲ့ဒါတော့ဟိုတချင်းဆိုတာတော့ဝါသနာပါတယ်လေငငယ်တွေကနောက်တစ်ခွစတူဒီယိုကြတော့လေ အမအရင်ဆိုတာပေါ့နော်စတီရိုတရှင်ကိုအရင်ဆိုတယ်မမသာကတော့ तू ကအရင်ဆိုတယ်ဘာလို့ဆိုတော့ तू က၁၂နှစ်သမီးတည်းဆိုတာကိုကိုက၁၈နှစ်သမီးမှဆိုတာလေ၁၈ဆက်ကိုကိုကျွန်တော်ပြတ်မေးပါဘောနော်ဟိုသူ့ကြောက်ပဲကိုဆိုပြသွားတာလားကိုကလည်းငိုကွာတာဘာလို့ပြောမလဲအိုးအဲ့ဒါအရင်ထူးဆန်းတယ်ဘာလို့ဆိုတော့အန်တီတို့ကအရင်တော့အချောင်းနေတုန်းကပေါ့နော်အိမ်ဘေးနားမှာနေတဲ့အမျိုးသမီးတယောက်ရှိတယ် तू ကနေပြီးတော့တချင်းသွားပြီးတော့တွင်းဆန်ရှိတယ်တချင်းတိုက်ရှင်နေပေါ့နော်အဖော်လိုက်ပြီးပါဆိုတော့အန်တီကဖော်လိုက်ပြီးတာအဖော်လိုက်ပြီးတဲ့ခါကျတော့ဟိုကျတော့ तू တချင်းတိုက်နေတဲ့ခါမှာအန်တီကဟိုကိုနဲ့တော့ မဆိုင်ဘူးပေါ့နော်မဆိုင်တော့အေးဘေးနာဒီမလကဗင်လေးကိုမတက်ပြီးတော့မလကသီးကြီးခူးနာပေါ့ဟုတ်ခူးနေပြီမဲ့သူကတချင်းဆိုတဲ့ခါမှာတနေရာတိုင်းအညာမှားတယ်မှားတဲ့နေရာတိုင်းကိုအဲ့ဒီမဟုတ်ဘူးမဟုတ်ဘူးအမတယောက်ရှိသေးတယ်အမအမလူနေတယ်ရက်ဆွေရမျိုးပေါ့နော်သူကအဲ့နေရာတိုင်းမှားတယ်အန်တီကအဲ့တချင်းကိုသူတိုက်နေတဲ့တချင်းလေးကိုနားစွန့်နေနေအဲ့နာတိုင်းမှန်တယ်မှန်တော့ဆိုင်ရေးဆင်အဲတချင်းဆန်ရဆရာပေါ့နော်အဲ့တော့ဆန်နန်းဆရာကဟိုဆန်ရဥလူမော်ပေါ့နော်ဥလူမော်အဲဆန်ရဥလူမော်သူကနေပြီးတော့မှဟိုကို့စိတ်ဝင်စားသွားတာပေါ့စားသွားတာ သူကလာဦးနဲ့ခြားသိတယ်မင်းလာခဲ့ဦးနဲ့ဆိုတော့ကိုကလည်းစဉ်းသွားတော့ပေါ့ဆက်ရှစ်လောက်ပဲရှိသေးတယ်အဲ့နဲ့မင်းနဲ့တချင်းစုမလားတဲ့ကိုကလည်းဘာမှမသိဘူးစုမဲလို့ဟုတ်လား မဲလို့ဆိုတော့လေကိုကကုနာတချင်းလို့ပြန်ဆိုကြည့်တဲ့ TV မဲတယ်ဆိုတော့တီးတော့ကိုဆိုရမှန်းနေမှန်တော့ကိုကဟိုနားဆိုင်ပြီးတော့နားထောင်ရင်းနဲ့ဟိုဟိုပါရမီပါလို့ပေါ့နော်အဲအခန်းရှိနေတာဟိုရှိတော့ရတော့ရတော့မနေ့ဖြန်တချင်းသွင်းတော့မှာတဲ့အဲ့တော့မင်းတချင်းဆိုမယ်ဆိုရင်လည်းမနေ့ဖြန်ကြရင်မြမတောင်ကိုလာခဲ့အဲ့တော့ဟိုတကယ်ဆိုမဲ့ဟုတ်လားတကယ်ဆိုမဲ့အမျိုးသမီးကိုကြတော့ဘာပြောလဲဆိုတော့မင်းကမရသေးတော့နောက်တစ်ပတ်ကျမှဆူအဲအဲ့တော့ကိုကသူ့ကိုဖော်လိုက်ပေးတာသူကကိုကိုဖော်တခံပြန်လိုက်တာပေါ့မနေ့ဖြန်ကြတော့နော်နောက်နေ့ကြတော့အဲ့ဒါပဲတချင်းတော့အဲ့ဒါ ก็ช่วยไล่ตาสุดา ဟိုနေပေါ့နော်ရေတိဟာဥတင်အောင်ရေတိဟာဥတင်သူရေးတာအဲ့တော့အဲ့တချင်းလူဆိုတဲ့အခါမှာအရင်တော့အတူတူကဆူတော့ကလေအရန်အတီးမိုင်းပြန်တီးရတယ်အဆူမိုင်းပြန်ဆူရတယ်အဲ့ဒီအချိန်မှာပေါ့နော်အတူရဟောဆက်တစ်ခါပဲလုတ်ပြီးတော့ဆူလိုက်တဲ့အခါမှာ pass ဖြစ်တယ်အဲ့တော့ဘသူကဖမ်းလဲဆိုတော့ engineer ကဟိုဆိုင်းဆရာဟိုနေချင်းဆိုတဲ့ဦးမြကြီးဟောဦးမြကြီးဟွဦးမြကြီးကအခုအဲ့ဒီမှာဘုတ်ဖွဲ့လူကြီးလားဘုတ်ဖွဲ့လူကြီးနောက်ပြီးတော့ तू ကလူတကာကိုဘယ်လိုခေါ်မလဲရ reject လုပ်တတ်တာသိတယ်မလားဘယ်နေရာပဲဖြစ်ဖြစ် no ပဲ နိုးအကရနိုးပဲသူဆိုတိတ်ကြောက်တာလေဒါမဲ့အန်တီကြတော့အဲ့မှာတခါတည်းဆိုရင်တခါတည်းโอเคသွားတာโอเคတော့โอเคတော့သူကမပြောလဲဆိုတော့အဲ့နဲ့နောင်နဲ့ ညီးတဲ့ဒီနေ့ကစပြီးတော့တဲ့ညီးကအဆူရောဖြစ်သွားပြီ။ဟာအဆူရောဖြစ်သွားပြီတဲ့။ဟုတ်တယ်အဆူရောဖြစ်တယ်။ဟုတ်တယ်အဲ့လိုပြောရပါတော့။ပြောတော့နာမည်ပေးတဲ့နာမည်ပေးဆိုတော့အထက်နာမည်လတ်လတ်စဉ်းစားထားဦးလေ။အန်တီသချင်းဆိုတဲ့နာမည်မရှိဘူး။အိမ်နာမည်ကဟိုမီတူရီမီတူရီမိခလေးတယောက်ထပ်မွေးတဲ့အတွက်ကြောင့်ချွတ်ချွတ်ပြီးတော့လေ။အဲ့နဲ့အန်တီကိုမီတူမီတူတိုးလေးပေါ့လေ။အဲ့လိုခေါ်တာ။အဲ့တော့နာမည်အရင်ကတင်းတင်းတင့်အန်တီချူကအေးအေးတင့် အဲ့တော့နာမည်အလှမရှိဘူးမရှိတဲ့ခါကျတော့နာမည်အလှပေးပါဆိုတော့ကိုကလည်းမစဉ်းစားတတ်ဘူးအဲ့ချိန်မှာဘသူကလည်းမသိဘူးပြေးလိုက်တာချုပ်ပြုံးညမှာဆိုတော့ရှင်ပြုံးပေါ်တယ်အဲ့မှာရှင်ပြုံးဖြစ်လာတာအော်အဲ့ဆန်းကျင်တယ်နော်မအဲ့တော့အမဟိုမေချိုနဲ့ရောဇုံတွဲတွေပဲဆိုခဲ့ပြခဲ့တယ်လားအဲမေချိုနဲ့ မီချူနဲ့တခါမှတော့စုံလည်းမစုခဲ့ဘူးမစုခဲ့ဘူးဒါပေမဲ့ကိုကိုမစုခဲ့ဘူးစင်ပေါ်မှာတော့စုပစ်တာပေါ့အဲ့လိုရှိတာစင်ပေါ်မှာလည်းမစုပစ်ဘူးဘာလို့လဲမမကြုံရဘူးပေါ့နော်မကြုံရတော့မစုပစ်ဘူးဒါပေမဲ့ အခုဟိုဒီနေ့ပုံကပေါ့နော်ဟိုပုံကကချင်းတပုတ်ကိုရေးပေးသွားတယ်သူနဲ့ကိုနဲ့စုဖို့ပေါ့နော်အဲ့တချင်းလေးဟုတ်တယ်အဲ့တချင်းလေးကအဲခေါင်းစဉ်တော်တော့မမှတ်မိဒါပေမဲ့ဘာသာရေးနဲ့ပတ်သက်တဲ့တချင်းလေးပေါ့နော်တ ਿਆਂ စလုံးတွင်အချမ်းတွင်ပြကြပြီဒါပေမဲ့အချောမတွင်ရသေးဘူးအခုအခုတည်းကစုံသွားတာပေါ့နော်အဲ့ဒါလေးတပုတ်တော့နှစ်ယောက်မမှတ်ရဆိုတော့စုဖို့လုပ်ထားကြတာအဲ့ဒါလေးမထုတ်ရသေးဘူးမထပြားရခဲ့ပြီတော့ကိုလေနမေရသွားတယ်ပေးသက်လေသဘောကျတာချင်းတော့ဘယ်ချင်းလို့ပြောပြမလဲ ဲ့ဒါလေအခုတောင်ပိုင်းဆိုရင်တော့တံပိုးရေးမထားတော့ပကြီကားတစ်ချပ်ဆိုတာကတော့ဆန်ရတင်ဝင်လိုက်ပေါ့နော်အကယ်ဒမီတင်ဝင်လိုက်လေသူရေးတဲ့တရှင်လေးဒါတော့ခန္ဓာဝင်ပါပဲဘာလို့ဆိုဗမာသားမလူတော်တော်များများလေးကြိုက်တယ်အန်တီကိုရိုင်းလေးကြိုက်တယ်ဘာလို့ဆိုတော့အမတန်မှဟိုအနှစ်သာရရှိတဲ့ဗမာသားတရှင်လေးပေါ့နော်ဒီတရှင်လေးကိုနားထောင်လိုက်လို့ရှိရင်တကယ်ကိုဟိုတဘာဝရှုကင်းလေးတွေကိုခံစားနေရတယ်လို့ဖြစ်သွားတာပေါ့နော်အဲအဲ့ဒီတရှင်လေးကတော့နာမည်လေးကြည့်တယ်လူတိုင်းလေးကြိုက်ကြတယ်နောက်ဟိုစတူဒီယိုတွေကတော့အများကြီးဆိုခဲ့တယ်စတူဒီယိုများတာစတူဒီယိုကများတာဟုတ်ဘာလို့ဆိုတော့အဲ့ဒီတော့က အန်တီကစတီရိုတွေဆိုတဲ့အချိန်မှာအန်တီချိုပြုံးကမဆိုသေးဘူးဟုတ်မဆိုသေးတော့အိုအန်တီဆိုကမြန်မာပဲမြန်မာသားပဲဆိုတာသူကအဲ့ဒီတုန်းကတော့အန်တီတို့တခြင်းတွေကိုမိမိတော့ပြတ်သွားပြီမင်းသမီးဖြစ်နေပြီနောက်တစ်ခါလူတိုင်းကဘယ်လိုဆိုတော့တိတ်လက်မခံသေးဘူးလေသိရမလားဘုဒ္ဓံတွေကိုဟိုဘယ်လိုခေါ်မလဲလာတဲ့တခြင်းတွေပါလေဆိုတော့အဲ့လိုပြောတဲ့အချိန်ပေါ့လေအဲ့ခါကျတော့ तू ကမဆိုးဘူးပေါ့ကွယ်အဲ့တော့ကိုက ။တနေ့ကျတော့ကိုအတန်သွင်းနေရှိမှသူကလိုက်ပြီးတော့လေးလာခြင်းနဲ့နားထောင်ခြင်းနဲ့ဆိုတော့ကိုကလည်းခေါ်လိုက်တာ။လာလာနားထောင်ပေါ့။အဲ့တော့ဟိုအန်ကူလတ်ပေါ့နော်သူတို့ရဲ့ series နဲ့သူရင်းနဲ့ကိုကလည်းအဲ့ဒီတော့ကလေ one series ကိုမနေ့9နာရီရက်နေဆိုည9နာရီလောက်ထိကို15ဘုတ်လောက်ဝင်တယ်15ဘုတ်လောက်ဆိုရတာနော်အဲ့ခေတ်တုန်းကပြီးတယ်အဲ့မှနောက်ဆုံးနည်းနည်းလိုတဲ့အချိန်မှာပေါ့နော် မင်းအမောက်ဟဲတဲ့ဆူခိုင်းပါလားဆိုသူကသူ့တိုက်တွန်းတာဆူပါလားဟဲဆို तू ကလည်းမဆူချင်းဘောတချင်းနေမစာသားလေးလည်းကြည်ပါအရန်ကောင်းပါလေဘာညာပေါ့လေသူ့တိုက်တွန်းပါညာဆိုနော်အဲ့မှာကံဟာလေအရန်ကိုဟိုစမ်းကြဲပါတယ်နော်ဒါကြောင့်မလို့ဟိုလူတွေရဲ့လေပါရမီတို့လူတွေရဲ့ကံတို့ကိုဘလို့မပြိုင်လို့မရအောင်နော်အန်တီချူရဲ့ကံကနေတဲ့ကံမဟုတ်ဘူးတော့အခုချိန်ထိမြင်ဘူးလားနော်ဘယ်သူနဲ့ရှင်ရှင်ပေါ့နော်အန်တီချူကဒီနေ့အထိအားလုံးကချစ်တဲ့ဒီကောင်မလေးနော် အဲ့တော့အန်တီတို့ကအဲ့တချင်းလေးကိုသူ့ဆုတ်ခိုင်းကြည့်တယ်ဆုတ်ခိုင်းကြည့်တဲ့အခါကျတော့ပြောပြမယ်တိတာပေါ့အခုပြောရင်တော့တိပါပေါ့အဲဒီဘာမလဲတက်ကတူချောင်းတော်သားကိုကျင်နာပူမိလို့အဲအဲ့လိုအဲ့တချင်းလေးအဲ့တချင်းကိုသူဆိုပြီးတဲ့ချုပ်ပြုံးဖြစ်သွားတာဟုတ်ဆိုသေးတယ်မဟုတ်လားအကောကလာမျိုးနည်းဆိုသေးလားမဆိုပါဘူးမဆိုမဆိုအန်တရှူညာနော်အန်တရှူအဲ့တော့တော့ဆိုတော့တော်တော်မိုက်တယ်နော်ကောင်းနေအဲ့ဒီချင်းလေးအဲ့ဒီချင်း မာအဲ့ဒီချင်းလည်းတချင်းတပုတ်ဆူဆူတလောက်ပဲလေတချင်းကနောက်သူသူကကံလေးမပါလဲလေမှတ်မိလားဟုတ်တယ်ဟုတ်တယ်မပတ်မိတော့ဘူးနီးဟုတ်ဟုတ် မိအတွေးကပါဟုတ်မိအတွေးကပါမိအတွေးကပါဟုတ်တယ်အဲ့တော့အဲ့လိုလေးတွေ तू ဖြစ်သွားတာပေါ့နော်အဲ့ကြတော့ဟိုစတူဒီယိုမှာလည်းဘာဖြစ်ဖြစ် तू ဝင်ဆိုလာတယ်ပေါ့ဝင်ဆိုလာတယ်အဲ့တော့အန်တီကတော့တဖြည်းဖြည်းနဲ့ဟိုချုပ်ပြုံးနဲ့ရှင်ပြုံးဆိုတော့ရမ်းကွာတယ်ကွယ်ရမ်းကွာဒါပေမဲ့ဟိုရှင်ပြုံးခေါ်သွားလို့ချုပ်ပြုံးဆိုတော့ဖြစ်တယ်လို့ပြောလို့ရတာပေါ့ဟာအဲ့လိုတော့မပြောလို့ပါဘူးဘာလို့အဲ့လိုပြောရင်မလေးသူများကဘာမှမပြောခင်ကို့အမကို့ဆော်မှာပေါ့ဟုတ်တယ်မလားဘာလို့အဲ့လိုပြောလို့မရပါဘူးဆိုတော့အန်တီချူကအန်တီချူပဲအဲ့ဆိုအချီကအချီပဲဒါတော့တရားအမြဲတမ်းထား ာမှာ तू အဲ့တော့ဗမာတမ်းမဲဆူဆူဘူတမ်းမဲဆူဆူပေါ့နော် तू ဟာအမတန်တော်တဲ့မိမလေအဲ့တော့ तू ကအဲ့တလူမျိုးဖြစ်လာတဲ့ခါကျတော့အန်ဒီကျင့်ကတတ်ရဲ့အခုဟိုအန်ဒီတို့ဒူတော်ပြူရွာမကွင်းချင်းညာနေဆောင်လေးမဲအဲ့တချင်းအန်ဒီဆိုထားတာဒါမဲ့ချင်းကောင်းဗျာဟိုနေ့လေထမင်းမိမ့်စားမယ်လေအဲအခုချိန်ချင်း โหเย็นว่าสายเสียอีเลยนี่มีเมไล่มาเป็นงาเลย86นิดเนาะเออแล้วไอ้หลูแล้วตึกတော့ไม่มีเนี่ยฉัดชิ้นสู้เปลี่ยนซินซาลูกอ่ะไม่อ่ะป้าตัวมาซูลูกอ่ะเอออาหารที่ท้าอภิเนี่ยเนาะอุติเคล่ะอ๋อล่ะไม่รู้ป่าวสุดแล้วล่ะဟုတ်တယ်လားမသိဘူးเนาะအဲသူရေးတာလားမသိအဲ့တော့ထားပါဒါတော့တခုတော့မှားသွားမှာဆိုလို့အဲ့တော့အဲ့ဒီတခြင်းကိုဟိုမင်းသားကြီးဇေယရဲ့သားလေရာမူး သူသူ ਨੇ စုံလဲဆူထားတာပေါ့နော်အဲ့တော့အဲ့ဒီတခြင်းဆူထားတာလေလူတော်တော်များများမသိကြပါဘူးအဲ့လိုတခြင်းလေးတွေတော့အများကြီးဆူခဲ့တာပေါ့အန်တီအဲ့ဒီလေကျတော့နည်းနည်းဆုပ်ပြဟဲ့နည်းနည်းရတော့ပိုက်ပြီနည်း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 လေးမှမအဲ့ရရပဲရုပ်ကလည်းချီးစီးတယ်ဆိုတော့အဲဟုတ်ပါပြီဟုတ်ပါပြီဒါဆိုတော့မောက်ပိတ်တတိရှိသေးတယ်ပေါ့ဆူလိုက်မယ် ထူတော်ပြူရွာမကွယ်ချင်းညာနေဆောင်လေးမေအပေါင်းတင်နေရခတ်လာတဲ့ထုံဆန့်မကုကုရဲ့ဟဲ့အဲ့ဒါလေးကုကုရဲ့နော်အဲ့ဒါကိုအခုကြတော့ဒူတော်ပြူရွာမကွယ်မဟုတ်ဒူများတော်ရွာမကွယ်နောက်ပြီးတော့ချင်းညာနေဆောင်လေးမေအပေါင်းတင်နေရခတ်လာတဲ့ထုံဆန့်မရွာမကွယ်တဲ့အဲ့ဒါကအတူလို့ဆိုတာ ထုံဆန့်မကုကုရဲ့အဲ့ဒါချက်စီရလေးကုကုရဲ့အဲ့လိုမျိုးပထမဦးဆုံးတစ်ချင်းပေါ့ဟောပါ အမူရင်းကအမပေါ့ဟုတ်ဒါပေါ့လေမူရင်းလို့ပြောလို့ရတော့မူရင်းရယ်မဟုတ်ဘူးမူရင်းဆိုတာဒါရှေ့တော့တခြင်းပေါ့ဒါပေမဲ့အန်တီက16နှစ်မှာ19နှစ်မှာစဆူထားတဲ့တခြင်းအခုအခုဆိုရင်86ပေါ့နော်ဘာပြောပြောဒါအရင်တော့ကူစဆူထားတာပေါ့ဒါပေမဲ့လူတော်တော်များများမသိကြပါဘူးလေမသိကြဘူးပေါ့နော်ဒါတခုပဲရှိတာပါတခြင်းကိုဆိုလို့ရှိရင်ဘသူပဲဖြစ်ပြန်ဆူတဲ့အခါမှာပေါ့နော်စာသားမှန်အောင်ဆူ အလိုက်မှအောင်ဆိုဖို့အဲ့ဒါတော့အရေးကြီးဆုံးပါပဲဘာလို့စာသားပြောင်းသွားတာနဲ့အတိတ်ပဲလည်းပြောင်းသွားတာပေါ့နော်အခုဆိုအဲ့တချင်းလေးဒီမှာဆိုလို့ရှိရင် melody ဒီမှားနေကြတယ်အခုချိန်ဒီမှာတဲ့အစိုးတော့ဒီတချို့ဆိုထားတဲ့လူတွေကိုနိုင်ကမှားတော့နောက်ပိုင်းပြန်ချက်တဲ့ကလေးတွေကလည်းအကုန်မှားတယ်အဲ့လိုဖြစ်ကုန်တာပေါ့နော်အဲ့ဒါလေးတခုကတော့စိတ်မကောင်းစရာပေါ့နော်ဒီပါကောင်းပါပြီ